ကနေ့ခေထွက်ပြေးနေရတာဖေးအနေအကြုံလို့ထွက်ပြေးနေရတဲ့ပုဂ္ဂိုလ်တွေရှိတယ်เนาะကိုနေရာကိုမနေနိုင်ပဲနဲ့ထွက်ပြေးနေရတဲ့ပုဂ္ဂိုလ်တွေရှိတယ်ထွက်ပြေးရင်လွမြောက်သေးတာကလွမြောက်နိုင်စကိုင်းမူရအနေမကဲမှုဆိုရင် ော်ဘုံရအရွှေဖို့အနိုင်မကယ်မှုဆိုရင်မန္တလေးတို့ပြင်ဦးလွင်တို့သွားနေလို့ရတယ်။သွားနေလို့မရတဲ့အနိုင်ကိုမှရှိတယ်ဆိုတာနှလုံးသွင်းစဉ်းစားတာပေါ့။လူတိုင်းလူတိုင်းမှာရှိနေတဲ့အနိုင်။အဲ့ဒီအနိုင်ကကဘာပြေးပြင်းမှာဘယ်နေရာပဲသွားနေနေမလွတ်တဲ့အနိုင်ပဲ။နော်မလွတ်နိုင်တဲ့ penyebutnya saja nak daliki nak temu dah bisik kau ni mau jadi lembu no pinlere ni poni lembu peni ani ini melude ani Ero melude ani jauh ni si malu pelih. eraga gak aje ciri. ဘာလုပ်ပလဲဆိုတာရေးကြည့်တယ်အဲ့တော့မထေမြတ်တပါးရဲ့နှလုံးသွင်းစဉ်ញင်မှုတွေကိုစဉ်ញင်ကြည့်ဒါလည်းပဲဝိပဿနာတရားပဲဝိပဿနာဆိုတာအမြင့်ဆုံးဆင်ရောက်တဲ့အခါကျတော့လက္ခဏာရမဏိကဝိပဿနာလို့ခေါ်တယ်နိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာတည်ပြီးတော့ရှုလာကြတော့မြင်သွားပြီပေါ့နော် ထီကြတဲ့မှာမင်္ဂနဲ့တွေ့ဖို့တွေ့နေတာလည်းပဲဝိပဿနာပဲထူးခြားတဲ့အမြင်တစ်ခုပဲအဲ့တော့နေစဉ်နဲ့အပြအကိုကိုစဉ်းဉ္ဇုံတိုင်းပါအဲ့ဒီမထီမြတ်ပြောတာကိုကိုကိုစဉ်းဉ္ဇုံတတ်ချင်ဒါကအကိုအသက်ရှိထင်ရှားရှိနေတဲ့ခါမှာတွေ့လို့ရတယ်အဲ့ဒီမထီမြတ်တွေ့ထားဖို့နေကိုကိုကိုလည်းတွေ့ဖို့ပေါ့နော် သူတွေးပုံတွေပါတော့ဆုံးအကိစ္စတကိခန္ဓာဝမစ္စုပြာတိစရတယောမိဘုံကြီးတွေဝိုင်းနေတဲ့ပုဂ္ဂိုလ်တယောက်မိဘုံကြီးတွေတို့ကိုယ်စီပါလိမ့်လာတယ်အရှိရကမိဘုံကြီးတို့တောင်းမကရောက်ဖက်ကနောက်ဖက်ကမိဘုံရတယ်မှာကိုရောက်နေ မိဘုံစရာပါတော့စင်အိုးကျင်နာကျင်တည်ကျင်လို့ဆိုလိုပါတော့လူတိုင်းပြေးမလို့တော့အနေရကအိုးကျင်ဆိုတဲ့အနေရကလည်းဘယ်သူမှပြေးမလို့ဘူးဒါပေမဲ့လူတွေကပြေးဖို့ကြိုးစားပါဦးအိုးရင်နဲ့ပို့တော့ခေထိုးထားလိုက်တာစပင်းဖြူရင်နဲ့ဆေးဆုပ်လိုက်တာပဲပြေးဖို့ကြိုးစားဘူးပရေတွန့်ရင်နဲ့ပို့တော့ထိုး သွားကြည့်ရင်လည်းသွားဆိုင်ပြေဖို့လည်းမကြိုးစားဘူးဤလောလွတ်လာလဲမလွတ်ဘူးတနေ့ပြီတနေ့ဟိုးလာလူတိုင်းလူတိုင်းမှအဲ့ဒီအန္တရာယ်ကြီးအရှောင်းနေလို့မရဘူးဆိုတာဟိုမိမနေဘူးအခုဟောနေတဲ့ဘုံကြီးတောင်းပါပဲကိုကျင်တရားနဲ့ရင်ဆိုင်နေရပြီ။အာကျင်တရားနဲ့ရင်ဆိုင်နေရ။လူတိုင်းလူတိုင်းအဲ့အပြည့်လို့မလို့ đến nay đến nay ní là ta xì đấy nông số tâm là mà hậu à khi sanh để khi khăn nào à khi khăn đã sa mô lô ní bà mi đạo chỉ đi mi bộ chỉ đi à có gì mà lấy mà ở mi đạo chỉ đi sa là lưu cho ra đơn số tiền ra lại đó ô chiến ya đa chiến đề ya tề chiến đề ya ô đa chiến tề စာလာတော့စာတိပေါ့ထဲလိုက်မယ်ဆိုရင်လေးဘုံလို့စာတိကလည်းပြေးဘူးလို့။ဦးချင်းနာချင်းသိချင်းဆိုရဲမိဘုံကြီးရဲ့အလဲမှာကိုကရောက်နေတာ။ဆိုလိုတာကအနည်းရီဝိုင်းနေတယ်လို့ပြောတာ။အနည်းဝိုင်းတာကိုအင်ဒိညာလို့ပြောတယ်နော်။အင်ဒိညာဆိုဒုက္ခရောက်နေတယ်။အဲ့ဒီမိဘုံကြီးတွေက dangerous အနေပေးတဲ့အရာတွေဖြစ်တယ်။ကိုယ်ကအင်ဒိညာမိဘုံတွေကအနေရဲ။ဥချင်းနာချင်းသိချင်းဆိုတဲ့တရားတွေကအနေရဲ။ကိုယ်ကအနေရဲကျုံနေတဲ့ပုဂ္ဂိုလ်။အဲ့တော့အနေရဲကကိုယ်ပါဝိုင်းနေတယ်။ဆွေနေဖြူပြလိုက်။သွားလေးချိုးပြလိုက် ပေးနေတော့ပြလိုက်ဆိုအဲ့ဒါဥတ္တိပေးနေတာနော်ဆိုင်ပြလာတော့မယ်ဆိုတာဆိုင်ပြနေတယ်တော့ပဲအဲ့တော့အဲ့ဒါလို့လာနေတဲ့ခါပါအဲ့ဒီမထေကဆင်ញင်သုံးသက်တယ်သူကသူဆင်ញင်သုံးသက်တာဥခြင်းနာခြင်းသိခြင်းဆိုတဲ့အန္တရာယ်ကြီးကမိဖို့ကြီးတွေငါစိတ်လိမ့်လာတယ်လို့လာနေပြီ ူတိုင်းလူတိုင်းနှလုံးသွင်းရမှာငါ့ဟုဒုက္ခပေးမဲ့ဟာတွေငါစီလာနေပြီလူတိုင်းလူတိုင်းစီပါလာနေပြီငါတော့မရောက်ငါစီတော့မရောက်သေးဘူးလို့မတွေ့နေနဲ့အိုးချင်းနာချင်းကိုကြော့ပြီးတော့တည်ချင်းကလည်းရောက်လာတတ်တယ်ဘယ်သူကရင်ရောက်မဲ့ဆိုပြောလို့မရဘူးနော်အိုးချင်းနာချင်းတည်ချင်းလို့ဆိုတာအစဉ်တိုင်းရောက်တဲ့ပုဂ္ဂိုလ်ရှိတယ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ပုဂ္ဂိုလ်ရှိတယ်ဝင်ရောက်ခံရတဲ့ပုဂ္ဂိုလ်ရှိတယ်ပေါ့ တချို့ကျတော့မအိုးခင်မနာခင်သိတော့အရှိတယ်အဲ့တော့သိခြင်းဆိုတာတော့သိကြပါ့မလားကျန်တာတွေကတော့ထားပါသိခြင်းတရားကသိကြပါ့မလားအနည်းနဲ့အမြအဲ့ဒီတို့လာတော့ရောရှိဖို့မို့ရအချိန်နေမကောင်းလို့မနေ့လေးလာနေလို့ရတယ် အဲ့ဒီတို့ကိုဉာဏ်နဲ့သိခြင်းဆိုရက်အန္တရာယ်ကြုံနေပြီဆိုရင်အဲ့ဒီမထေစင်စားရတော့ပစ္စုကန္တုပလနတိကိုစီလာမဲဟာကိုချွတ်တင်ပြီးတော့တွန်းလှန်မဲတိုက်ပွဲဥပင်မဲဆိုတော့ရလားဆိုတရားသိခြင်းတရားကိုတွန်းလှန်မဲဆိုတဲ့နိလမရှိဘူးဘယ်သူမှမရှိဘူး စင်ကာပူသွားပြလိုက်ထိုင်သွားပြလိုက်ခဏပဲဇာတ်သက်ပြရတယ်နော်တကြိမ်တစ်ခါပြကောင်းရလိမ့်မယ်မသိဘူးတော့မဟုတ်ဘူးနော်အသေးလွတ်တာကမရှိနိုင်အဲ့ဒါကြောင့်ပစ္စုကတ်တော့ရှင်းဆိုင်တိုက်ပွဲဝင်ဖို့အဲ့ဒီကိုယ်တိုင်သူများကိုကုပေးနေတဲ့ဆရာဝန်ကြီးတွေဒီပင်ပြုတ်သွားတာလေအများကြီးပဲလေ မနေ့ပါဆိုရင်ကင်းစားဆရာဝန်ကြီးကင်းစားနဲ့ဆုံးပါအသက်ဆရာဝန်ကအသက်နဲ့ဆုံးတယ်မရှိဘူးလားဆိုရှိတယ်တူတူပဲလောကမှာတူတူပဲအလုံးမှာဘသူမှအထူးခွင့်ရမရဘူးဒီချက်နဲ့ပတ်သက်လာလို့ရှင်အဲ့တော့ပစ္စုတ်ကံတုံပလနတိရှင်းဆိုင်ရှင်းဆိုင်ဖို့လည်းပဲခွန်အားမရှိဘူးတဲ့ ပါနဲ့ရင်ဆိုင်မလို့လက်နဲ့နဲ့ရင်ဆိုင်နဲ့ခေါ်အားမရှိဘူးစေဝါနဲ့ရင်ဆိုင်နဲ့ခေါ်အားမရှိဘူးမန္တယမန္တံအုံဖွာမှန်ပြီးတော့လည်းပဲရင်ဆိုင်လို့မရဘူးအဲ့ဒီအုံဖွာသမားတွေလည်းကြွလာတယ်ဆိုကြနော်သူတွေကထင်နေကြတော့ဘိုးမင်းကောင်တို့ဘိုးဘိုးအောင်တို့အရှင်အတွက်လို့ပြောတယ်ဘယ်နဲ့နေတော့ သေးတာကိုပဲသေးတယ်လို့မပြောအရှင်ထွက်သွားတယ်။ဘယ်သူမှတော့ကကြီးမှာအရှင်နဲ့နေခွင့်မရှိဘူး။ဖရာတော်နေလို့မရဘူး။နေနေလို့ရရင်ဖရာကျိုးသားမှာပေါ့။နှီးပေးမှာပေါ့ဖရာကမင်းတို့လည်းအဲ့ဒီတိုင်းနေရအောင်အပတိရတော့ဘူးလို့ရှိမှရှိတာ။မရှိလို့မှလုံးလို့မရတဲ့ဖျားပေးတဲ့ဤကမသေးဘူးဤမဟုတ်ဘူး ဒါကြောင့်အဲ့ဒီမထေရ်စဉ်းစားတာလေးကိုကိုယ်ကိုယ်တိုင်စဉ်းစားဖို့လိုတယ်။နော်ဒါဝိပဿနာပဲထူးခြားတဲ့ရှုမြင်မှုပဲ။ရှင်းဆိုင်တိုက်ဖို့ကိုယ်စီရောက်လာတဲ့ဥညနာရဲ့သိခြင်းကိုရှင်းဆိုင်မှုရခွန်အားမရှိဘူးလေ။တဏှာဖြင့်နိလန်မရှိဘူး။ခွန်အားလည်းမရှိဘူး။နိလန်လည်းမရှိဘူး။လက်နဲ့လည်းမရှိဘူး။စေဝါလည်းမရှိဘူး။ပါမတ်ကိုမရှိဘူး။ဆိုလိုတာက စာရဲမှာတော့ပိစုခန္တုပလနတိခုကမို့ရသူမခေါ်အားမရှိပါခုကမို့ခေါ်အားမရှိရင်ရှုံးပေးရမယ်လို့ပြောတာဒါဖြစ်နေမခုကန်နဲ့ထွက်ပြေးအနည်းမကိနေနေရမနေနဲ့အနည်းကိနေစီထွက်ပြေးပေါ့အမှန်အနည်းမျိုးတွေကထွက်ပြေးလို့ရတယ်ဥမာမဲ့ဒုတိယကဘာစစ်ဖြစ်တော့ငါဆိုရင် စကိုင်းတောင်ယူလာပြီးအေရဝရိယလူတွေပုံခုနေကြတာအများကြီးပဲညမပြီဒါကြောင့်မလို့စကိုင်းတောင်ယူမှာအေရဝရိယမြို့နာမည်နဲ့ချောင်းနေကြရဲ့ရှိတယ်ဖြာဘုံကြောင့်နဲ့ကြိုက်လက်ကြောင့်နဲ့ဝါခဲမှာကြောင့်လို့ပသိကြောင့်လို့အဲ့ဒါတွေပုံခုလို့တောက်လာတဲ့ဟာတွေပဲအဲ့ဒီအနေချောင်းနေဖြစ်လာစကိုင်းတရာယုံတို့ကြည်လိုက်လို့ရှိရင်အေရဝရိယမြို့ကနာမည်ညာရှိတယ် ဘာချက်အောင်ရောက်လာတဲ့လေဆိုတာအတူတရကပ္ပစကတော့ပို့လိုက်တာအဲ့ဒီလိုပုံလို့တော့ရတယ်နော်ရှောင်ပြေးလို့ရတယ်အခုပြောတဲ့ဥကျင်နာကျင်သိကျင်ဆိုတဲ့အနေရကြတော့သဝနတ္တိပလာဤတုံလောအောင်ပြေးဖို့လက်လက်မြန်နဲ့စွာအကုပ္ပမရှိဘူးလောအောင်မပြေးနိုင်ဘူးလို့ပြောတယ်လောအောင်ပြေးဖို့ ပိမြန်နဲ့စီပြေမလားမလွတ်ဘူးဒုံမြန်စီသွားမလားမလွတ်ဘူးကိုမိနေပါဘာလို့လို့ဆိုဦးဇင်နာချင်းသိကြတခြားမှရှိတာမဟုတ်ပဲနဲ့ကိုခဏပါပဲရှိဒါကြောင့်ငယ်ငယ်တော့လူတွေကသိမင်းသိမင်းလားဆိုတဲ့ကလေးတွေပြောတယ်မင်းတို့သိမင်းမြင်ဘူးလားလို့မမြင်ဘူးတဲ့အမြင်ဘူးရမှန်လေးသာထောင်ကြည့်လိုက်ကွာ အဲ့ဒီသိမင်းကမင်းနဲ့တွေ့ချင်းတွေ့နေပါ။တော့သိမင်းဆိုတာမှန်ထောင်ကြည့်။လူတိုင်းမှာရှိနေတဲ့သိမင်းပဲ။အဲ့တော့ဒီမထေနှလုံးသွင်းမှုတွေအမှန်တမ်းကောင်းနေ။ကိုကျင်းနာရင်သိချင်းဆိုတဲ့အန္တရာယ်ကြီးကတို့ဝိုင်းနေပြီတဲ့။ရှင်းဆိုင်တွန်းလှန်မှုလည်းငါတို့မှခွန်အားမရှိဘူး၊နိလမ့်မရှိဘူး။ ထွက်ပြေးဖို့လိုအောင်ပြေးဖို့လေနော်လင်းမြတ်နဲ့နှုတ်မရှိဘူးဆိုလိုတာကပြေးစရာမြေမရှိဘယ်နေရာပဲဖြစ်ဖြစ်တွေ့မှာပဲလိုအောင်ပြေးတဲ့နေလမ်းမရှိဘူးလို့ဒါကအဲ့ဒါလေးကိုနှလုံးသွင်းမှုကောင်းတယ်လူတိုင်းလူတိုင်းနှလုံးသွင်းမှုကောင်းတယ်အဲ့ဒီနှလုံးသွင်းခြင်းဖြင့်ဘယ်လိုအကျိုးရှိတော့ဆိုကိုယ်ဘဝကိုနားလေလားမကောင်းတာမလုပ်ဖြစ်တော့ဘူး ။လောကကြီးမှာရင်မူးမေးလျော်နေတာမဖြစ်ဘူး။ကိုယ့်ကိုယ်ထာဝရလို့ထင်ပြီးတော့မမနာရမတက်တော့ဘူး။နော်။ကိုယ်ရထားတဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့မနာလည်းမဖြစ်တော့ဘူး။ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့နှမြောတာလည်းမဖြစ်တော့ဘူး။ဘာလို့လို့ဆိုရဲ။ကိုယ်ဟာကအချိန်ရှိနေတာနော်။အဲ့တော့အချိန်ရှိနေတဲ့အချိန်လေးပါအကောင်းဆုံးဖြစ်အောင်လုပ်မဲ့ဆိုရက်စိတ်တက်ဝင်လာတယ်အဲ့ဒါအမြတ်ပဲ အဲ့ဒါမကြမကြမလုပ်သေးဘူးအကိစ္စံတက္ကိခန္ဓာဝမစ္ဆုပြာတိသရတယောပစ္စုကံတုပလန္နတိသဝနတိပလာဟိတုမိဘုံကြီးတွေဝိုင်းအောင်ပြီးတော့လာသလိုမိဘေကြုံနေတဲ့ပုဂ္ဂိုလ်ထွက်ပေါက်မရှိအိမ်မီးလောက်နေထွက်ပေါက်မရှိဝိုင်းနေအဲ့ဒါလိုပဲ ကိုခဏကိုမှဆရာမိပြာလေးမိမရဏမိတွေလောင်နေတယ်။လောင်နေဖို့ထွက်ပြေးဖို့ကြိုးစားဖို့ရောဖြစ်လားအဖြစ်ဘူး။ဒါဖြင့်တွန်းလှန်လို့ရမလား။တွန်းလှန်ဖို့လည်းအာမရှိဘူး။အဲ့ဒီလိုနှလုံးသွင်းတာဟာဒါမှန်ကန်တဲ့အသိဖြစ်တယ်။မှန်ကန်တဲ့အသိကိုသမာဓိဋ္ဌိလို့ခေါ်တာပဲ။တကယ်အမှန်တိုင်းသိတာသမာဓိဋ္ဌိပဲ။မြတ်စွာဘုရားကဟောထားတာ အနိစ္စရူပံအနိစ္စရူပံတိပတတိတတဟောတိတမဒိဋ္ဌိတဲ့တန်ယုတ်ပါလိတော့မှာနော်မမြဲတာကိုမမြဲတဲ့လို့သိတာဟာတမဒိဋ္ဌိပဲလို့ပြောတာအခုလည်းပဲတေခြင်းတရားနဲ့ရင်ဆိုင်ရမှာကိုရင်ဆိုင်ရမယ်လို့သိတာတမဒိဋ္ဌိပဲဘယ်တမဒိဋ္ဌိတော့ဆိုရင်ဝိပဿနာတမဒိဋ္ဌိ ကံကံဤကျိုးလက်ခံတဲ့သမာဓိကကမ္မတက္ကတာသမာဓိဋ္ဌိကမ္မတက္ကတာသမာဓိဋ္ဌိကိုကြော်ပြီးတော့ကိုယ်ဘဝရဲ့ယုံ nant အခြေအနေကိုသိတာကြတော့ဝိပဿနာသမာဓိဋ္ဌိသိပြီးတော့ခိရိတာတွေကိုပယ်နိုင်လို့ရှိရင်မကသမာဓိဋ္ဌိထပ်ပြီးတော့ညှိမ့်တတ်နိုင်လို့ရှိရင်ဖတာသမာဓိဋ္ဌိဒီလိုခေါ်တာကိုစာနာသမာဓိဋ္ဌိကိုတော့ထားလိုက်သမာဓိဋ္ဌိ၅မျိုးရှိတယ်ထင်မယ်နော် ကုသိုလ်အောင်သူတည်တာကုသိုလ်အောင်သူတာလည်းကိုယ်ကိုယ်ရဲ့ပိုင်ဆိုင်မှုကမ္မတကဆိုတဲ့အခြေအနေကိုတည်တာကမ္မတကလာသမားတည်းထိဒါနှိမ့်ဆုံးပဲအဲ့ဒါမြင်လာရင်ဝိပဿနာသမားတည်းထိပဲဝိပဿနာသမားတည်းထိရှင်းတန်လာပြီဆိုတော့မှမေကသမားတည်းထိဆိုတာလုံးယူလို့မရဘူးဝိပဿနာသမားတည်းထိကရက်ရက်လက်ဖြစ်တယ် reset ပေါ့နော် ဝိပဿနာသမာဓိဋ္ဌိရှိလို့ရှိရင်မေဂသမာဓိဋ္ဌိဖြစ်လာမယ်ဖလာသမာဓိဋ္ဌိဆိုတာမေဂသမာဓိဋ္ဌိဖြစ်လို့ရတယ်အဲ့တော့မေဂသမာဓိဋ္ဌိဖလာသမာဓိဋ္ဌိဆိုတာလုံးရတဲ့ဟာမဟုတ်ဘူးဝိပဿနာသမာဓိဋ္ဌိပဲလုံးရမှာဖြစ်တယ်အဲ့တော့ဒါကဒီအမြင်ဟာမှန်ကန်တဲ့အမြင်ဖြစ်လို့ဒီနေ့ကိုဘယ်နှချိန်လောက်တွေးမလဲတွေးနိုင်လေကောင်းလေပဲ ငါမှာဥကျင်နာချင်းတည်ခြင်းဆိုတဲ့ပြီးလေးဝိုင်းနေပြီထွက်ပြေးဖို့ရလဲယင်းဆိုင်တွန်းလှန်မှုနဲ့ငါမှာအမရှိဘူးထွက်ပြေးဖို့လည်းလွတ်လပ်မရှိဘူးအဲ့ဒီမဲ့ဒီလိုသိပြီးတော့ဘာလုပ်ရမှာလို့ဆိုတော့မပါသေးဘူးဒီမှာနော်လက်မြောက်ပြီးတော့အိတ်နေလိုက်လို့ပြောတာမဟုတ်ဘူးနော်တိပဲတူတူတော့မထူပါဘူးအေးစစ်စစ်အိတ်နေလိုက်ပဲ အဲ့လိုပြောတာမဟုတ်ဘူးတာဝဲလို့ဒီနေရာမှာတော့ understood ပေါ့မြတ်စွာဘုရားကဟောပြီးတာရိရှိနေတာဆိုတော့မြတ်တော်အကျင့်ကျင့်ယုံမှတပါအခြားမရှိမဂ္ဂင်ရှိပါကျင့်ယုံမှတပါအခြားမရှိဒါဖြစ်ပဲမဂ္ဂင်ရှိပါဆိုတာအခုအစပဲလေဒီလိုဖြစ်နေတယ်လို့သိတာသမတ္တိအဲ့ဒီအတွေ့ကိုတွေ့တာသမတ္တင်္ဂပါ Luya maga tama sa tama ga mada tama siwa sore ku jendila ayo tei aguduri namu nam ujuza tama wayama kuduri yao lo tama wayama kubwa ku tadi nye si tama tadi saiti nye on ta tama tama di tapi ini Enam nyasab ya, kau sih. ada siapa? Nyasab ဖုံမုံလေးကိုတသက်ကုန်တော့တင်ပြီးတော့နှခသိခသုတ်ဆိုတာတည်တန့်ရှိသေးတယ်ဖုံမုံလေးကိုတသက်ပေါ်တင်ပြီးတော့ရန်အန်ဒီတွေ့ကြလားငါလက်သက်ပေါ်မှာရှိတဲ့ဖုံမုံဟောဒီပဝန်ကျင်ကဘာပြေကြီးမှာရှိတဲ့ဖုံမုံပဲရပါလို့ရှင်ပြရတယ်ကဘာပြေကြီးကဖုံမုံကမနိုင်ရှင်နိုင်တော့ပြပါတယ်ရှင်ပြပေါ်မှာရှိတာနည်းနည်းလေးပဲ ဲ့တော့မြတ်စွာဘုရားပြောတယ်။ဟောဒီလက်သက်ကောင်တင်နဲ့အ ਨੇ ဆုံးဖုံမှုန်လေးလောက်တောင်းလောကကြီးမှာထာဝရဆုံးရှိဘူး။မြဲတဲ့တရားဆုံးရှိဘူးတဲ့။မြဲတဲ့တရားမရှိလို့ဘာလုပ်ရမလဲ။မမြဲလို့ညတော့ချင်းကမ္မစရိယဆိုတဲ့မဂ္ဂရှိပါအကျင့်ကိုကျင့်ရတာလေ မြဲနေမဲ့ဆိုရင်ဟောဒီတက်တဲ့ကောမတင်နဲ့ဖုံမုံလောက်တော့မြဲတာကိုရှာလို့ရမယ်ဆိုရင်တရားကျင့်ကြရလို့အဲ့ဒီပဲသွားမယ်။နော်တော့ကကြီးမှာထာဝရဆိုတဲ့နေရာလေးရှိရင်တချို့ကလာကဘာပေါ်မှာတက်ဖို့တော့ကြိုးစားနေ။အဲ့ဒီမှာလည်းပြဿနာအစ်တွေ့ဥမှာပဲ။အင်္ဂါကျုပ်သွားလဲပြဿနာတွေ့ဥမှာပဲ။ဖယ်နေရာသွားနေနေတော့ကကြီးမှာ ေခြင်းတရားကလွတ်တဲ့နေရာဆိုတခုမှမရှိဘူးမြမပြည်မှာနေကင်းကြီးတွေနဲ့တဝင်းဝင်းနေတယ်မြမကြီးတွေလည်းသေးတာပဲတရားမင်းကြီးလည်းသေးတာပဲဘယ်သူမှမလုပ်ဘူးရှုပ်ကြည့်ပဲရှိတယ်တက်ရှိရုပ်ဟိုတည်းပေါ့အသိစိတ်ကင်းမဲ့တဲ့တင်ညာမဲ့ရုပ်ခန္ဓာသာရှိတယ်အသိဉာဏ်သက်ဒီလည်းသေးတာပဲ ယုတ်ကနာမရှိဘူးနန္တတတရှိတဲ့အရူပမြမာလေးနဲ့သေးတာပဲနောက်ကကြီးတစ်ခု32ဘုံမှာမသေးတဲ့နေရာတစ်ခုမှမရှိဘူး။ဟောပေနေရာပဲဖြစ်ဖြစ်သေးကြတော့တနေရာဆိုမရှိဘူး။ဖဲသွားသွားမလွတ်ဘူး။ချီလို့ဆလို့လေကိုလူဘဝတစ်ခုခဲ့တယ်မဟုတ်ဘဝမျိုးစုံမှမလွတ်ဘူး။အဲ့တော့မလွတ်တော့ဘာလို့อ่ะမလွတ်တော့ခုနပြရတယ်ဆက်ဆော်ပြရတာ လက်သေးကုန်မှာမရှိတဲ့မြေမုံလေးလောက်တော့လောကကြီးမှာခိုင်မြဲတယ်ဆိုတဲ့အရာမရှိဘူးဒါကြောင့်မို့တရားကျင့်ဖို့လိုအပ်တယ်ခိုင်မြဲတာရှိရင်တရားကျင့်တယ်မလိုဘူးတဲ့အဲ့ဒီပဲကိုသွားရုံပဲအခုကအဲ့လိုသွားတဲ့အရာမရှိအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဟောတာတရားတထထဲပဲနော်တထထဲပဲဟောတာလားမြဲတဲ့နေရာဆိုတော့တကူမှမရှိဘူးဆိုတော့ အယောကရာဆက်မှာတော့ဘလို့ဟောတာအယောကရာဆိုတာဖရာလောင်းမင်းသားသူ့ရဲ့ဖရာမဖြစ်ခင်ကတွေ့အမြင်လို့ပြောမှဖြစ်တယ်နော်ဖရာမဖြစ်ခင်ကအတွေ့ရလည်းဘလောက်ကောင်းတဲ့တွေ့တယ်စဉ်းစားကြည့်နာယုတ်ဆာမနာနာပတိနာဝတိတာနရနာစီရန်တိနာစာပိပိရီ ူပြောတယ်လားနော်စတိပေါ်ပါစွမ်းအားလက်နဲ့ကောင်းကောင်းနဲ့စိတ်နိုင်အောင်တက်ပြီးတော့သိကျင်တရားဟောဖန်တာလို့မရဘူးတဲ့စွမ်းအားမျိုးစုံနိလမျိုးစုံကိုတုံ့ပြုပြီးတော့မသိအောင်လည်းလုပ်လို့မရဘူးတဲ့နရနာစီရန်ဒီနတ်စာပိပိရိမို့အိုးအောင်လို့လို့လည်းမရဘူးမသိအောင်လို့လို့လည်းမရဘူးဒါ ਈ ဝဲလို့ယုံကြည်နေကြသေးတာလူတွေက ဖို့ထိုးတဲ့သူကလည်းယုံနေမေသူပြလေးတောင်းရင်မိုးမနာမသိအရိဝိတ္တရာဖျားဖွာရဖူးရမယ်ဆိုပြီးတော့ပြလေးတရရဲ့နဲ့ပြီးတော့ဆုံးသွားတာပဲစကိုင်းတော့မှအစီသေးတယ်ဆရာတော်ကြီးတပါနော်အချင်းရှိလိုက်ခုတယ်ဝင်ပြီးတော့အဲ့ဒါအာနာပါနာလုံတာပဲအဲ့ဒါရှူ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 နဲ့ထိုးတယ်ဘာပြောတော့ဘာပြောတော့ ငါဒီပြာနဲ့ဒီအင့်တော့လို့ရှင်အရိပတိယဘုရားငါဖူးကြတာဒီဘောဒီခဏနဲ့ဘုရားနဲ့တွေ့အောင်ငါစောင့်လို့ရတယ်အောင်တော့မှာกว่าတယ်ငါဘယ်အောင်လို့နောက်တော့90ငါနဲ့လောက်နဲ့ပြန်တော့ဘူးသွားတယ်အဲစကိုင်းတော့ဆက်ပြီးကိုကိုယ်တိုင်သိတာနော်အေဝမေတုတန်မဟုတ်ဘူးကိုကိုယ်တိုင်သိတာကိုကိုယ်တိုင်ကြားခဲ့တယ်ဒီမကောင်းတော့သွားမေးတယ်အဲ့တော့ငါတော့တန်ဝေကဖြစ်တယ် ငါกว่าဓာလုံးนี่ยีสิ่งตอกเปี่ยวบ่อูกว่าปยาลี้เยเลยไม่เจ้าบ่อูกว่าเสียวงคงซี้ทุมาอกุตัตตะวะเออราดาสินดาจีเนาะအဲ့လိုပြောရင်တော့တလုံးသမားအကြိုက်မှမဟုတ်ဘူး။ကြိုက်ကြိုက်မကြိုက်ကြိုက်အမှန်ကတော့အဲ့တိုင်မှာပဲ။နော်။အမှန်ကတော့အဲ့တိုင်ပဲ။ထင်းနေတာလေ။အဲ့တော့သူ့ပါပြောလို့ဆို အနေကောင်းလို့ရှိရင်နဲ့ဖရာကြိုက်တဲ့အလုပ်ပဲလုပ်ပါတော့မယ်။ရတော့ခြင်းဟုတ်ပဲ။ပဲကရှိပါခြင်းရောပဲခြင်းမှာ။နောက်နှစ်လသုံးလနေတော့သွားတော့ခူရဲရောက်နေကြပြီ။ခူရဲရောက်ပြီးတော့ခုနလိုရှုကဲရှုကဲလုံနေတာ။ဟာစရတော့လုံနေပြန်မလားလို့ဆို။အောင်တော့မှာပါ။မြို့နေကြတဲ့အဲ့လိုလုံတာနော်။စွန့်နိုင်ခဲ့တယ်လူစရာ။ ตาเจ้าสวยหอรามาเมจีนายุสามานาสิตไตปิรเลอนายุรุไม่อยากรู้เลยนับปลิปูบาสิตัจจินตนันโนเลไม่อยากรู้เลยนรานาสีรันตินาสาปิปิเลยมโหเรลุไม่ตีเรลุสัมไม่ศีรู้เลยตัปปะมิฐาสาติสระชุปัตตุตัง तरवा आलोंगा उजिना जिन तेजिन सुराये निसे मुखाया मावे ပဲလွယ်မသွေးပြောတာလည်းစကားလေးဘလို့ဟုတ်လို့ဒါဖြင့်ဟုတ်ပြီကိုကျင်းနာကျင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေကိုခံရမယ်ငုံပြီးတော့ခံနေပါလားအိပ်ပြီးတော့ခံနေပါလားဘယ်လိုလုပ်ရမလို့တံမိမတိဟောတိစရမိကမဒါအဖြစ်ပဲတရားကျင့်ပြီးတော့စောင့်ပါလာပါတော့လာပဲတကားကိုလာခောက်လိုက်မယ်တနေ့တကားလာမခောက်ခင် နော်တကားလာမခောက်ခင်အထဲတွေမှာမလုံနေရအိတ်နေရမှာမဟုတ်ဘူးတရားကျင့်နေလို့ပြောတာတရားကျင့်တာကအသိဉာဏ်တွေကိုမတိုးလာတယ်တတိတွေတိုးလာတယ်ကြောက်တယ်ဆိုရဲဒေါသတွေဖယ်တယ်တွက်တာတဲ့ဆိုရဲလောဘတွေဖယ်တယ်မသိဘူးဆိုရဲမောဟကိုဖယ်နေတယ်အဲ့ဒါတွေရှိတဲ့အခါကျတော့သူကတတိပြန်ရမင်းတို့ဒီဖိုင်မင်းဆိုတာခိတိတာပြောတယ်နော် စိတ်ထဲမှာလူတွေအပါကြောင့်ကြောက်တာလေဘာကြောင့်ဆိုးရင်တာတွေ့တာလေလို့ဆိုရင်ဘာကြောင့်ကြောက်တာတော့သာရှိနေလို့ကြောက်တာဘာကြောင့်တွေ့တာလားတော့ဘာကြောင့်ကြောက်တာလို့ဆိုရင်မောဟရှိနေမောဟရှိနေတွေ့တာမဲ့တွေ့တာရင်ကြောက်မဲ့ဆိုးရင်မဲ့တော့မောဟရှိနေလို့ရှိရင်တော့သာဖြစ်မဲ့စိတ်တို့မဲ့အဲ့တော့အဲ့ဒါတွေကိုရှင်းပြလိုက် အဲ့ဒါတွေရှင်းဖို့တရားထုတ်ခိုင်းတာမသိအောင်ထုတ်ခိုင်းတာမဟုတ်ဘူးအဲ့ဒါတွေရှင်းဖို့ထုတ်ခိုင်းတာလောဘကိုရှင်းနိုင်အောင်ရှင်းရှင်းနိုင်အောင်ရောကိုယ်တွေးနဲ့ကိုယ်ကိုလောဘကိုယ့်ကိုသိတယ်ကိုယ်တော်သားကိုယ့်ကိုသိတယ်ကိုယ်မနာကိုယ့်ကိုသိတယ်မနာကလည်းအသိဝင်တာသိတယ်လို့အဲ့ဒီအသိဝင်လာတဲ့မနာကခေါင်းမှုချုံပြီးတော့ဝင်လာငါကတော်တယ်အာကတတ်တယ် ငါသိတယ်ကတရားတွေအထုံနေတယ်အဲ့ဒါလည်းမာနဖြစ်တာပဲဒါအစင်းသားတယ်မလို့လုပ်နေဖို့ပဲတို့နော်ဒါတတိကမ္မထံဘယ်နှချိန်ထိုင်နေလက်မထောင်းလည်းမလို့ထောင်းရင်ဟိုကမြန်မြန်ရောက်လာလိမ့်မယ်အလန်ထူထားသလိုဖြစ်လိမ့်မယ်မထောင်းနဲ့ကိုလှုပ်ထားပေါ်မှာမကြွားစေနဲ့နော်ကိုကကိုညင်ညင်လေးနေညင်ညင်လေးနေပြီးတော့အသိဉာဏ်လေးရအောင်လို့ တတိနဲ့ပညာနဲ့ရှိလာလို့ရှိရင်လောဘကိုနှိပ်ကွနိုင်ပဲဒေါသကိုနှိပ်ကွနိုင်ပဲမောဟကိုနှိပ်ကွနိုင်ပဲမာနကိုနှိပ်ကွနိုင်အဲဒီလောဘဒေါသမောဟဆိုတဲ့ဓာတ်တွေကိုဖျက်ရှားပစ်ဖို့အရေးကြီးတယ်။ဘာနဲ့ဖျက်ရှားမလဲအတွေးနဲ့ဖျက်ရှားလို့ရတယ်။ခုကမှန်ကန်တော့တွေးပြီ။လောကကြီးမှာမသေးသူမရှိဘူးဆိုတာမှန်ကန်တဲ့တွေးပဲ။ဒီနေ့ကျတော့ငါတို့သိလိမ့်မယ်။မသိခင်ပါလို့ဖြေထုတ် အဲ့တော့နေစဉ်မလုံးနေရပါလို့ဆိုအဲ့ဒီအယောကရဇတ်ပါတယ်ပဲဖះလောင်ကသူစဉ်းစားတာကိုပြောပြတာတမ္ပိမတိဟောတိစရဝိတံငါမှတရားကျင့်ယုံမှတပါအခြားမရှိဆိုတဲ့အသိဉာဏ်ငါမှရတယ်ခုနမြတ်စွာဘုရားဟောတဲ့လူရဲ့လေလက်သက်ကမှရှိတဲ့မြူမုံလေးလောက်တောင်မြဲတာမရှိဘူးဆိုရင်တရားကျင့်ယုံမှတပါအခြားမရှိဘူး ဒါလေးသမတ်မတော့ပါအချာမရှိနော်ဘာမှတော့အရုံဆိုအဲ့ဒါတော့တေချာထဲ့ထားမှာရနော်ဘုတက်ချင်အရေးထင်းနေပဲတော့ကြာတော့ကြာတော့ဝေးမှတော့အချာမရှိရွှေမှတော့အချာမရှိဖြစ်ကုန်ပဲတရားကျင့်ရမှတော့အချာမရှိဒါပဲအဲ့တော့လူတိုင်းလူတိုင်းဟာဘုရင်နာကျင်သိကျင်နေရင်ဆိုင်ရမယ် မသိခင်နေမဟုတ်ခင်မနာခင်နေမှာတရားကျင့်ရုံမှတပါအခြားမရှိအဲ့ဒါလေးပဲဆိုလိုတာနော်အဲ့ဒါကြောင့်မို့တရားကျင့်တာကဘာအကျိုးရှိမြတ်စွာဘုရားဟောတာဓမ္မောသူစေနောဒုက္ခမပွဲတိကောင်းစွာကျင့်သုံးတဲ့တရားဟာဒုက္ခကိုရောက်လာတယ် ကိုရောင်းလိုက်တဲ့ပစ္စည်းဥစ္စာကတမိုးရှိတဲ့ပစ္စည်းဆိုရင်ကိုစီပါငွေကြီးအမြောက်များယူလာတာပဲလေသူကအဲ့ဒါလိုပဲကိုကိုယ်တိုင်တရားကျင့်လိုက်လို့ရှင်တရားအတိရလို့ရှင်ကိုစီမှာအကျိုးမြတ်တွေများယူလာလိမ့်မယ်အဲ့ဒီအကျိုးမြတ်တွေကစိတ်ချမ်းသာမှုကိုချမ်းသာမှုနောက်ဆုံးမှာအပြည့်အနေတွေကလွတ်မြောက်မှုဆိုတဲ့အကျိုးဘသူကပေးနိုင်လို့အမေကလည်းမပေးနိုင်ဘူးအဖေကလည်းမပေးနိုင်ဘူးမိတ်ဆွေပေါင်းတဲ့နေရာ ဘသူကမှမပေးနိုင်ဘူးကိုကျင့်တဲ့တရားကပဲပေးနိုင်တယ်။ဒါကြောင့်မလို့တရားကျင့်ဥမာတပါအချာမရှိတရားကျင့်မှကိုလိုရင်လည်းချမ်းသာသူကရမယ်ဆိုတာကိုမသားပြီးတော့ဘုန်းကြီးတို့တွေမြတ်ဗုဒ္ဓလမ်းညွှန်ကျင့်တဲ့အတိုင်းတရားကျင့်သုံးရမှာတပါအချာမရှိသဖြင့်မဂ္ဂင်၈ပါးကျင့်တရားကိုနိမ့်နိမ့်ညာညာ चूजा नहीं जा